ကိုပြုတ်တဲ့ကံကိုထံကိုပြန်လာလိမ့်မယ်ကိုဘာတွေပဲပြုတ်ပြုတ်ကောင်းတာတွေပဲပြုတ်ပြုတ်မကောင်းတာတွေပဲပြုတ်ပြုတ်အဲ့ဒီပြုတ်လိုက်တဲ့ကံတရားတွေဟာကိုယ့်စီကိုအနည်းနဲ့အမြန်ရောက်ရှိလာကြပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဇလန်လေးတဲ့ပုဂ္ဂိုလ်ပြောပြပါမယ်ဒါကတော့ကအမျိုးသမီးကြီးတယောက်ဟာပေါင်မုံဖုတ်ပြီးတော့มาရောက်ပါတယ်သူ့ရဲ့ဝမ်းရည်အတွက်ပေါ့ သူ့ရဲ့ဝမ်းရည်အတွက်လည်းပဲပေါင်မုံဖုတ်ပြီးတော့มาရောင်းတယ်။နောက်ပြီးကြတော့စည်ရင်လေးကလည်းကောင်းတဲ့အတွက်ပေါင်မုံလေးတပြားကို ဖုတ်ပြီးတော့သူ့ရဲ့ပရင်ပေါက်မှာတင်ထားပါတယ်။အဲ့တင်ထားတဲ့ပေါင်မုံလေးကို နေ့စဉ်နေ့တိုင်းပဲအဖိုးကြီးတစ်ယောက်ကလာလာပြီးတော့มาယူပါတယ်။ယူပြီးပြီဆိုရင်သူကကျေးဇူးတင်စကားကို လုံးဝလုံးဝမပြောပါဘူး။သူကဘာတွေပြောတော့ဆိုတော့အကုသို့လုပ်တဲ့သူတွေဒုက္ခရောက်ပါစေ။ ကုသိုလ်လုပ်တဲ့သူတွေကောင်းကျိုးပေးပါစေဆိုတဲ့ဒီနှလုံးပဲသူအမြဲတမ်းညှို့ဖက်ပါတယ်။မျိုးသမီးကတော့စဉ်းစားတာပေါ့ဒီအဖိုးကြီးနေ့တိုင်းနေ့တိုင်းပေါင်မုံနေလာလာယူပြီးဆိုရင်ကျေးဇူးတင်စကားတစ်လုံးပြီးတော့မပြောဘူး။ဒါတဲ့မကောင်းတာလုပ်တဲ့သူတွေဒုက္ခရောက်ပါစေ။ကုသိုလ်လုပ်တဲ့သူတွေကောင်းကျိုးပေးပါစေ။ဒီစလုံးနှလုံးပဲထက်ကတည်းကလည်းညွတ်နေတာပဲ။မျိုးသမီးကတိတ်တော်မချိနဲ့လာဘူးပေါ့။အဲ့တော့ တရက်မှာဒီအမျိုးသမီးဟာဈေးကလည်းရောင်းလို့မကောင်းဒုက္ခတွေဒုက္ခတွေနဲ့ပင်လယ်ဝင်နေတဲ့အချိန်မှာဒီအဖိုးကြီးကလည်းပဲနေ့စဉ်နေ့တိုင်းလာယူနေကြဖြစ်တဲ့အတွက်ပတင်းပေါက်ပေါ်ကပေါင်ပုံလေးတစ်လုံးကိုလာယူပါတယ်လာယူတဲ့အခါမှာမကောင်းမှုလုပ်တဲ့သူတွေဒုက္ခရောက်ပါစေကုသိုလ်လုပ်တဲ့သူတွေကောင်းကျိုးပေးပါစေလို့ဒီလိုပြောတော့ဒီအမျိုးသမီးကလည်းနားကလည်းညီစိတ်တွေကလည်းရှုပ်နေတော့ ဒီအဖိုးကြီးကိုရှင်းပြလိုက်တာပဲကောင်းပါတယ်တပ်ပလိုက်တာပဲကောင်းပါတယ်ဆိုပြီးနောက်နေ့ပေါင်မုံလာယူတဲ့အချိန်မှာအမျိုးသမီးဟာအစိတ်တွေလူထားလိုက်ပါတယ်ပေါင်မုံကအစိတ်တွေလူပြီးတော့လက်တွေကလည်းတုံတုံရင်ရင်ပေါ့လေသူများကိုတတ်ရတော့မယ်ဆိုတော့စိတ်ထဲကလည်းမကောင်းဘူး နဂိုဓာတ်ခံလေးကတော့စည်ရင်ကောင်းတဲ့စေတနာလေးရှိတဲ့အတွက်သူဟာလှုပ်လဲလှုပ်ချင်တယ်လှုပ်လဲမလှုပ်ရဲဘူးဖြစ်နေတယ်လက်တွေကတုံတုံရင်ရင်ဖြစ်နေတဲ့အချိန်မှာမဖြစ်ပါဘူးလေဆိုပြီးအဲ့ဒီအစိတ်တွေလူထားတဲ့ပေါင်ပေါင်မိဖို့တွေကိုပြစ်ထည့်လိုက်ပါတယ်နောက်ထပ်အသစ်တစ်လုံးပြန်ပို့လိုက်ပါတယ်အဲ့ဒီအသစ်တစ်လုံးကိုအရင်နေရာလေးမှာပြန်ပြီးတော့မှပြင်ထားလိုက်တယ်အဘိုးကြီးကလည်းပဲခါကုန်းကုန်းကုန်းတုံတုံကြီးကြီးနဲ့အဲ့ဒီပေါင်ပေါင်ကိုလာယူပါတယ်အာယူပြီးတော့သူကရှေ့ကရွတ်နေကြအတိုင်းပဲ မကောင်းမှုလုပ်တဲ့သူတွေမကောင်းကြိုးပေးပါစေကောင်းမှုကုသိုလ်လုပ်တဲ့သူတွေကောင်းကြိုးပေးပါစေဒါကိုထပ်ကတလဲလဲပြောပြီးတော့ပြန်ထွက်သွားပါတယ်ပြန်ထွက်သွားပြီးတော့ညရောက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးရဲ့အိမ်ကိုတကားလာခောက်ပါတယ်တကားမင်းတို့ကိုဖွင့်လိုက်တဲ့အချိန်ခန္ဓာကိုယ်အဝတ်အစားတွေကလည်းစုံလို့ပြတ်လို့အယိုးနဲ့အရေးဖြစ်နေတဲ့သူ့ရဲ့သားတော်မောင်ကိုတွတ်တွေ့ပါတယ်သူ့ရဲ့သားဟာ ။တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားလိုပဲ။တရွာတကြီးပြောင်းပြီးတော့မှအလုတ်သွားလောက်တာဖြစ်ပါတယ်။အရာအစင်မပြေတော့အစာငါရေပြတ်တွေဖြစ်ပြီးတော့ပြန်လာပါတယ်။ပြန်လာတော့သူ့သားကိုတွေ့တော့ဝမ်းနဲ့ပလက်ဖြစ်တာပေါ့။အမေတဲ့ကျွန်တော်ကန်ကောင်းလို့ဒီကိုရောက်လာတာ။ဖခင်တကြာမတာပဲအမေ။ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီကိုလာတဲ့လမ်းတစ်လျှောက်မှာတဲ့။အမေအိမ်နဲ့ကျွန်တော်တမိုင်လောက်အပေါ်မှာ ကျွန်တော်ဟာအာအိမ်တွေပြတ်ပြီးအစာအာဟာရပြတ်ပြီးတော့မှထိုးလဲသည့်တဲ့အမေရဲ့တဲ့အဲ့ဒီချိန်မှလေခါကုံတုံကုံတုံကုံတုံနဲ့လာတဲ့ဖိုးကြီးတယောက်ကပေါင်မုံလေးတစ်လုံးကင်လို့ကျွန်တော်ရှိကိုရောက်လာတယ်။ရောက်လာပြီးတော့မှအေးဒီနေ့ငါစားဖို့အတွက်ယူလာတာတဲ့။မင်းကငါထက်ကိုပို့ပြီးတော့မှဆာလောင်မွတ်သိနေတာဖြစ်တဲ့အတွက်မင်းပဲစားလိုက်ပါတော့ကျွန်တော်ကိုပေါင်မုံလေးတစ်လုံးပေးသွားတယ်တဲ့။ အဲ့ဒါလေးကိုစားပြီးတော့ကျွန်တော်တီတီရအောင်လာခဲ့ရတာပါအမေပြောပြလိုက်ပါတယ်အဲ့ဒီတော့မှဟိုပေါင်ဖို့ဖုတ်တယ်မိမကသူ့အမားကိုသူတီသွားတယ်ဩဒီကနေ့တကယ်လို့များအစိတ်လူထားတဲ့ပေါင်ဖို့ကိုပေးလိုက်မယ်ဆိုရင်ငါရဲ့အသားအရင်ကိုငါတတ်မိတယ်လို့ဖြစ်တော့မယ်အခုကတော့ငါရဲ့ကောင်းတဲ့စေတနာလေးရှိတဲ့အတွက် ငါ့ကိုပြန်ပြီးတော့မှအကျိုးပေးပါလားတကယ်လို့များငါမကောင်းတာလုပ်ရင်ငါ့ကိုမကောင်းကျိုးပေးတော့မယ်အခုငါကောင်းတဲ့စေတနာလေးနဲ့ပေါင်ပေါ်လေးပို့ပြီးတော့မှပေးလိုက်တော့အခုငါကောင်းတာတွေပြန်ရတဲ့သူသဘောပေါက်သွားပါတယ်အဲ့တော့ပြောချင်တာကဘာဒီပဲလှုပ်လို့အနည်းနဲ့အများကိုထံကိုရောက်လာပါလိမ့်မယ်အဲကြောင့်မို့နေထိုင်ကြတဲ့အခါမှာအကောင်ဆုံးတွေကိုပဲလုပ်ပြီးတော့မှအကောင်ဆုံးစိတ်ထားတွေနဲ့နေထိုင်နိုင်ကြပါစီခင်ဗျာအားလုံးပဲ ိုစိတ်နှပါအကျမ်းမှချမ်းသာကြပါစေကျေးဇူးများကြီးတင်ပါတယ်ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဓမ္မတုဒ္ဒရှင်လေးမှာအသိပညာဘုဒ္ဓရာဘွယ်ဟာတရားတော်များကိုရှားပွင့်ပြီးနှဝေပေးနေခြင်းဖြစ်ပါတယ်ကံအဝေမားရင်အပေသွားရတတ်ပါတယ်မနေ့ကဖုံဖုံကိုတကာလေးတယောက်ကလာရောက်ပြီးတော့မှရှောက်ထားတယ်ဖုံဖုံဗျာတဲ့တပည့်တော်ကဖုံဖုံရဲ့တရားကိုမနာရဘူးဆိုရင်အခုချိန်လမ်းပေးရောက်နေလောက်ပြီတဲ့ ။ဘာဖြစ်လို့လဲတကားလေးလို့အမေးကြည့်တော့။ဒီလိုဗျာတဲ့တပိတော့မကောင်းမှုတစ်ခုခုကိုလုတ်ဖို့ပြင်ဆင်နေတယ်ဗျာတဲ့။ဒါပေမဲ့အရှင်ဗျာရဲ့တရားလေးကိုတပိတော့အမှတ်မထင်နားလိုက်တဲ့အခါမှာတပိတော့မလုတ်ဖြစ်တော့ဘူးဗျာလို့သူကလာလျှောက်ပါတယ်။ဖုံဖုံကဝမ်းသာသွားတယ်။ဖုံဖုံလိုချင်တဲ့ပိုင်မက်ကအရပါပဲ။အဓိကဖုံဖုံရဲ့စကားတစ်လုံးကြောင့်တရားတစ်လုံးကြောင့်အတိတရားလေးတွေရသွားစေချင်တာဖြစ်ပါတယ်။ ဲ့တော့ကံအဝယ်မားရင် အပေသွားရပါတယ်တဲ့မြတ်စွာဘုရားလက်ထက်ကအာလုံးကြောက်ဦးတယ်မြတ်စွာဘုရားကအမျိုးမျိုးတိုက်ခိုက်ခဲ့တဲ့အမျိုးမျိုးတတ်ဖို့ကြံစီခဲ့တဲ့ပုဂ္ဂိုလ်တဦးရှိပါတယ်အဲ့ဒါကရှင်ဒေဝဒါဖြစ်ပါတယ်ရှင်ဒေဝဒါကြီးဟာသာသနာအပေါင်းကိုဝင်ကားစမှာအမတန်ကိုလိမ့်မှာပါတယ်ကာရဝတရားနိဝါဒတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုခံယူပြီးတော့မှတရားဓမ္မတွေကြည်ကြံကြို့ကိုအားထုတ်လိုက်တာ ဇာတမာပတ်တွေရတဲ့အထိကိုပို့ပြီးတော့မှတိုးတက်အောင်မြင်မှုရပါတယ်။ဒါမှမဟုတ်မြတ်စွာဘုရားဟာလူလိုပြောရမယ်ဆိုရင်တော့အမတန်မှထင်ရှားတဲ့ကြော်ကြားတဲ့အောင်မြင်တဲ့ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်လာတဲ့အခါမှာ သူနေရာပေးတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဘယ်ဘက်မှာဆိုရင် ရှင်မောက်ကလည်းညာဘက်မှာဆိုရင်ဒီရှင်သာတိပုတ္တရာလက်ဝဲတော်ရံလက်ရာတော်ရံဒီလိုနေရာပေးတော့ ဒီဟိုရာကြီးကမကြည်မနှဖြစ်ပါတယ်။ရောက်ပါဖြစ်တဲ့ငါ့ကိုကြတော့နေရာမပေးဘူးတဲ့။ဘာမဟုတ်တဲ့ဘဲကလာလို့လာမှမသိတဲ့လူတွေကိုနေရာပေးတယ်ဆိုပြီးမနာလို့ဝန်တော်တွေဖြစ်ပါတယ်။ကိုယ်စိတ်နဲ့ကိုယ်မိလောင်နေတဲ့ပုံကိုဖြစ်ပါတယ်။ကျော်မြတ်စွာဘုရားကိုလည်းပဲပြိုင်တယ်။သိတတ်တာတဲ့အမင်းနဲ့တကူရှင်ငါလည်းတကူရှင်ပဲတဲ့။အဲ့တော့မင်းလည်းဖျားလို့တလို့ငါလည်းဖျားလို့မယ်ဆိုပြီးမြတ်စွာဘုရားနဲ့ချီအားတိုင်းပါတယ်အရေးအနေနဲ့အခက်ချိုးချိုးပေါ့ဗျာ ဲ့တော့အရေးကတော့ခိုးပါအခက်ကတော့မချိုးပါနဲ့အခက်ချိုးလိုက်မယ်ဆိုရင်ဟိုကနေဘူးမိသွားမှာပေါ့အဲ့တော့အရေးခိုးတယ်ဆိုတာဘယားရိတ်တရားရိတ်တန်ခါရိတ်ယရနာသုံးပါးရဲ့အရေးမှာခိုးရမှာဖြစ်တယ်အရေးကိုချိုးရမှာမဟုတ်တာကိုရှင်ဒီဝရကြီးကအခက်ကိုချိုးပါတယ်အရေးကိုချိုးပစ်လိုက်ပါတယ်အဲ့တော့မြတ်စွာဘုရားနဲ့အမျိုးမျိုးကိုမြတ်စွာဘုရားကိုတတ်ဖို့ကြံစီတယ်ဟလာအမျိုးမျိုးတိုက်ခိုက်တယ်ဒီလိုလောက်လာတဲ့အခါမှာ သူ့ရဲ့အကုသူဟာအမတန်ကို ကြီးမားလာတဲ့မြတ်စွာဘုရားကိုလောဟိတုပ္ပါဒကဆိုတဲ့သွေးစင်းတေအောင် လုပ်တယ်။တန်ခါပေတကလို့ခေါ်တဲ့တန်ခါအသင်ကွဲအောင်လုပ်တယ်။မြေဇာနန္ဒီယကံကြီးထိုက်သွားတဲ့အခါမှာအရှင်ဒီဝရရဲ့အကုသူဟာဘယ်သူမှကယ်လို့မရတော့ပါဘူး။ဒီလိုပဲအချိန်ကြာလာတာနဲ့အမြဒီဝရကြီးဟာသူ့အမားကို သူမမြင်နိုင်ပါဘူး။ယောဂတကူကူနဲ့အိပ်ရာတဲ့ကိုလဲပြီးလဲဆိုရော့မကြမ်းမမာတွေဖြစ်မထနိုင်မသွားနိုင်တဲ့ အနေထားရောက်လာတဲ့ခါမှာသူ့အမားကိုသူတိလာတယ်။မဖြစ်တော်ဘူးငါဒီယောဂနဲ့ငါတေးရလိမ့်မယ်။ငါနောင်တော်ကြီးဖះကိုဖူးကျင်တယ်။တပည့်တို့လိုက်ပို့ကြပါလို့ပြောတယ်။တပည့်တွေကလည်းလိုက်မပို့ကျင်ဘူး။ဘာဖြစ်လို့လဲဆိုတော့တစ်ချိန်လုံးဟာရှင်ဒီဝရကမြတ်စွာဘုရားကိုအမျိုးမျိုးတိုက်ခိုက်ခဲ့တဲ့ပုံစံတွေဖြစ်တယ်။ဒါကြောင့်မို့လိုက်မပို့ကျင်ဘူး။အတင်းပူဇာတော့မှဒီတပည့်တွေကဒီရှင်ဒီဝရကြီးကိုထမ်းပြီးတော့မှလိုက်ပို့ကြပါတယ်။ဇေဒဝန်เจ้าနာကိုရောက်လာတော့ အင်္ဂါတော်တွေကမြတ်စွာဘုရားကိုလျှောက်ထားတယ်မြတ်စွာဘုရားတဲ့ရှင်ဒီဟူရာကြီးကတော့ဘာအကျံစီနဲ့လည်းမသိဘူးရောက်လာပြီတဲ့အဲမြတ်စွာဘုရားကိုဖူးဖို့လားအကျံစီတစ်ခုကိုရှိလို့လားတော့မသိဘူးလို့ပြောတော့မြတ်စွာဘုရားကအဲ့ဒီမှာအမိန်ပါတဲ့ယဟန်တို့တဲ့ချက်သားတို့တဲ့ဒီဟူရာဟာဒီဘဝမှာငါ့ကိုဖူးရမယ်ကံကုန်သွားပြီငါ့ကိုဖူးခွင့်မရှိတော့ဘူးအဲ့တော့တပြေးပြေးနဲ့ဇေတဝန်အကြောင်းပဝါနာရောက်လာတော့တန်ဃာတော်တွေကလျှောက်ထားပြတယ်မြတ်စွာဘုရားအကြောင်းတဲ့ကိုဝင်ပါတော့မယ်ဘုရားရှင်ဒီဟူရာကြီးရောက်တော့မယ် ဆိုတော့ကြောင်းတဲ့ကိုပဲဝင်ဝင်ဘဲကိုပဲဝင်ဝင်တဲ့ဒီရှင်ဒီဝရဟာငါ့ကိုဒီဘဝမှာဖူးရမယ့်ကံကုန်သွားပြီဖြစ်တဲ့အတွက်ငါ့ကိုသူဖူးရတော့မှာမဟုတ်ဘူးလို့အဲ့ဒီဇေတဝန်ကြောင်းဘဝမှာအဲဒီဝရကြီးကိုချပြီးတော့သူတပည့်တွေကလည်းမော်မော်ပန်းပန်းနဲ့ခရီးပင်ပန်းလာကြတာဆိုတော့ရေချိုးရေတောက်ကြပါတယ်။တော့ရှင်ဒီဝရကြီးကလည်းဒီညောင်ဆောင်ပေါ်မှာပက်လက်ကြီးလန်းလို့ဟုတ်လားသူတပည့်တွေကတော့မှရေဒီပါလေးချိုးတော်တော်နဲ့ပြန်မလာဘူး။ စိတ်မရှိတော့ဒီတပည့်တွေကြားလိုက်တာဘာများလုံနေကြတာပါလေငါကနောင်တော်ကြီးဖះကိုဖူးကျင်လာပါပြီလို့အဲ့ဒီမှာရလို့ရညာဆိုပြီးထားကြည့်လိုက်တဲ့ခါမှာတစ်ချိန်လုံးလဲနေရတဲ့ပုံကထနိုင်သွားတယ်ဗျပြီးတော့အောက်ကိုခြေထောက်အောက်ညီကြီးဘော်ကိုချကြည့်တယ်ချလို့ရတယ်ဟာပြိုသွားတာပေါ့ဟာငါကျမ်းမာရေးကောင်းလာပြီအကောင်းမထင်လိုက်ပါနဲ့သူ့ရဲ့ကံတွေကသူ့ကိုအကျိုးပေးဖို့အချိန်တန်လာပါပြီ။ ဘီလိုဟိုကောင်းတာတွေဖြစ်လာတဲ့အခါမှာဆိုးဖို့ဖြစ်သွားတတ်တာတွေလည်းရှိပါတယ်အဲ့တော့ရှင်နေဝရာကြီးဟာမြကြီးဘော်ကိုခြေထောက်ချပြီးလဲဆိုတော့အဲ့ဒီမှာမြကြီးကကူးပြီးတော့မှလာတော့ထခုံလိုက်တဲ့အခါမှာချင်းရဲ့စီတီမြုပ်သွားတယ်နောက်တာထခုံလိုက်တဲ့အခါမှာဒူးစီတီမြုပ်သွားတယ်မဖြည်းဖြည်းနဲ့မြုပ်လာလိုက်တာ11နာတီရောက်သွားတယ်ပေါ့ရှင်တေဝရာကြီးကအော်ငါနောင်တော်ကြီးဖရာကိုငါဖူးရတော့မှာမဟုတ်ဘူးငါရဲ့ခန္ဓာငါရဲ့အယိုးတွေအသွေးတွေဟာ ငရဲမိစာဖြစ်တော့မယ်မဖြစ်ဘူးငါမှာရှိတဲ့ဒီခန္ဓာဒီရုပ်ဒီသွေးတွေကိုမြတ်စွာဘုရားကိုနောင်တော်ကြီးကိုပူဇော်မယ်လို့အဲ့ဒီကနေပြီးတော့မှမြတ်စွာဘုရားတပည့်တော်ရဲ့အယုအသွေးတွေကိုမြတ်စွာဘုရားကိုပူဇော်ပါတယ်ဘုရားနောင်တော်ကြီးကိုချီးကျူးပါတယ်ဘုရားလို့မြတ်စွာဘုရားရှိတဲ့ခန္ဓာကိုယ်ဒီတိုက်ပက်ကိုလှည့်ပြီးတော့မှချီးကျူးပါတယ်အဲ့ဒီမှာချီးကျူးလဲချီးကျူးပြီးတော့ဒေဝရာကြီးဟာညီမြို့သွားပါတယ်ပြောချင်တာကရှင်ဒေဝရတ်တီ ကံကိုအဝယ်မားခဲ့တာဖြစ်ပါတယ်။ကံကိုအဝယ်မားခဲ့တဲ့အတွက်အပယ်ငရဲကိုဆင်းသွားရပါပြီ။အခုချိန်အထိအပယ်ငရဲမှာပဲရှိပါသေးတယ်။တဏှာစရာအလွန်ကောင်းပါတယ်။ဒါကြောင့်မို့ညီငယ်တို့ညီမငယ်တို့ကံအဝယ်မမားပါစေနဲ့။မကောင်းတဲ့ကံတွေကိုမလုံးမိပါစေနဲ့လို့ဘုရားကဒီနေရာကနေပြီးတော့မှပြောလိုပါတယ်။အလုံးပဲအတိတရားတွေရပြီးတော့ကောင်းတဲ့ကံတွေကိုပြုလုပ်ပြီးမကောင်းတဲ့ကံတွေကိုအဝယ်မမားကြပါစေနဲ့လို့ပြောချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။